နိုင်ငံတော်အစိုးရကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိရာဝိသမလောဘသားများအနေနဲ့အကြမ်းဖက်အားပေးပြည်ပြင်းများနဲ့ပူးပေါင်းကာအွန်လိုင်းမှာတဆင်ငွေကြေးလိမ်လည်ခြင်းတရားမဝင်ထီးနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းတို့ပြုလုပ်ပြီးအကြမ်းဖက်သမားများအားထောက်ပံ့ပေးနိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်းတင်ပြရရှိတဲ့အတွက်လုံခြုံရေးဖွဲ့စည်းများမှဖော်ထုတ်ဖန်ဆင်းနိုင်ရေးဆောင်ရွက်ခဲ့ပါသည်။ အဲ့လိုဆောင်ရွက်ခဲ့ရာစက်တင်ဘာလ10ရက်နေ့မှာမန္တလေးတန်းဒေသကြီးချမ်းမြသာစီမြို့နယ်132လမ်း54လမ်းနဲ့55လမ်းကြားထွန်းတုံးရက်ကွက်နေဆန်ထိုက်တီအထည်ကျောင်းလုပ်ငန်းလုပ်ကိုင်နေကြသူပညာရေးဝန်ကြီးဌာနမှ DCS သက်စာမဲဝန်ထမ်းတီရာဇော်နဲ့ဖြိုးမင်းစိုးတို့အား၎င်းရန်ကုန်တိုင်းဒေသကြီးမင်္ဂလာလုံးမြို့နယ်အမှန်9မြင်းဆောင်58ဂယုနာ9လမ်းကျူဆန်းရွာတဲ့ပြန်လည်နေရာချထားရရက်ွက်နေ တန်းစုံမူအား၎င်းအတိအသဖန်ဆင်းရမည်ကဲကြောင့်သိရှိရပါသည်ဖန်စီယာမီတရားခံများအားစီစစ်ဖော်ထုတ်ချက်များအရ၎င်းတို့သည်နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြပြစေဖို့နှင့်စူပူအောင်ကြွမှုဖြစ်ပေါ်စေဖို့ဆိုရှယ်မီဒီယာများမှတဆင့် posting ရေးသားခဲ့ခြင်းနိုင်ငံဝန်ထမ်းများအား DCS လှုံ့ဆော်မှုမှာပါဝင်ရန်လှုံ့ဆော်ခြင်းမိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရဇဒတ်ကြီးပုံမှာ905ကကြီးဖြင့်အမှုဖွင့်လှစ်ခံခဲ့ရပြီးပြည်ပသို့ထွက်ပြေးတင်းရှောင်လျက်ရှိတဲ့ပညာရေးဝန်ကြီးဌာနမှ DCS သစ္စာမဲ့ဝန်ထမ်းခိုင်စုလင်ထန်းတို့အဝိထေမျိုးမျိုးချုပ်လုပ်ပြီးတရားမဝင်ပို့ဆောင်ပေးခဲ့တဲ့အပြင် ခိုင်စုလင်းအွန်လိုင်းမှာတရားမဝင်အောင်ချလျက်ရှိတဲ့ထိုင်းထီများဝယ်ယူခဲ့ကြောင်းပြည်ပမှာနေထိုင်တဲ့ခိုင်စုလင်းမှာအကြမ်းဖက်မှုဆောင်ရွက်နေသူများအားငွေကြေးထောက်ပံ့နိုင်ဖို့၎င်းတို့ရဲ့ mobile payments များအားအခကြေးငွေရယူပြီးအသုံးပြုခွင့်ပေးခဲ့ကြောင်းရောင်းချရတဲ့ငွေများအား၎င်းတို့အမည်ဖြင့်ဖွင့်လှစ်ထားတဲ့ mobile payments များမှတဆင့်ငွေကြေးများလွှဲပြောင်းပေးအပ်နိုင်ဖို့ဆောင်ရွက်ပေးခဲ့ကြောင်းတွေ့ရှိရပါတယ်။ DCS သစ္စာမဲ့ဝန်တန်းခိုင်စုလွင်သည် ခိုင်စုလွင် Facebook အကောင့်နဲ့ခိုင်စု 38CDM TikTok အကောင့်တို့အား2024ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးမြန်မာဝတ်စုံများရှမ်းဝတ်စုံများနဲ့ညဝတ်အင်ဂျီများအား online စနစ်ဖြင့် license မရှိဘဲရောင်းချခြင်းလုပ်ငန်းကို DCS သစ္စာမဲ့ဝန်တန်းတိသာစောထံမှချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ခြင်းနဲ့ တရားမဝင်ထိုင်းထီရောင်းချခြင်းတို့မှာရရှိလာတဲ့ငွေကြေးများအားကိုချိုးအတွက်သုံးဆွဲခြင်းအကြံဖက်ဖွဲ့စည်းများသို့ထောက်ပံ့ပေးခြင်းများဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်းတွေ့ရှိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအားဥပဒေနဲ့အညီဖြစ်စေဖို့အတွက်လိုအပ်တဲ့အမေးများထုတ်ပြန်ပေးလျက်ရှိရာအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်းအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်အမေးထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကိုညွှန်ကြားချက်နဲ့အညီရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိပဲပြည်ရင်းပြည်ပမှတရားမဝင်ရောင်းချခြင်းကြောင့်နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာများဆုံးရှုံးစေလျက်ရှိကြောင်းသို့ဖြစ်ပါ၍ဖန်စီယာမီတရားခဏ်များဖြစ်တဲ့ DCS ဝန်ထမ်းတီတာဆောင်ဖြိုးမင်းဆိုးနဲ့ငွေကြီးလွှဲပြောင်းရာမှပါဝင်ကူညီခဲ့တဲ့တန်းဆောင်မိုးတို့အားဥပဒေနဲ့အညီထိရောက်စွာရည်ရွယ်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ NUG PDF အကြံဖတ်ဖွဲ့စည်းများအားထောက်ပံ့မှုပြုလုပ်နိုင်ဖို့လူမှုကွန်ရက်တွေပေါ်မှာတရားမဝင်ဈေးရောင်းချခြင်းနဲ့ချိတ်ဆက်ခြင်း၊ရောင်းချတဲ့ပစ္စည်းများအားဝယ်ယူခြင်း၊တဆင့်ကန်ပြန်လည်ရောင်းချခြင်း၊ငွေကြေးလွှဲပြောင်းမှုများပြုလုပ်နိုင်ဖို့အကူအညီပေးခြင်းနဲ့အဲဒီလိုဆောင်ရွက်နိုင်ဖို့ဤလန်တစ်ခုခုဖြင့်ကုညီဆောင်ရွက်နေသူများကိုလည်းအကြံဖတ်ဥပဒေနဲ့အညီထိရောက်စွာအေးအေးဆောင်ရွက်နိုင်ရေးစီစစ်ဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျိုးပန်းဆောင်ရွက်လျက်ရှိပေမဲ့လည်း NUG PDF အစံဖက်အဖွဲ့များအနေနဲ့ပြည်သူလူထုအထိတ်အလန့်ဖြစ်စေဖို့ဖောက်ခွဲဖြည့်ဆည်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာအချို့သောအစံဖက်အားပေးအဖွဲ့များနဲ့ပြည်ပြည်များအနေနဲ့ဥပဒေမဲ့စီးပွားရေးလုပ်ငန်းများမှဝယ်ငွေရှာဖွေပြီးအစံဖက်အဖွဲ့များတက်ဆိုးရှိစေဖို့အတွက်ထောက်ပံ့ပေးလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်၎င်းတို့နဲ့ချိတ်ဆက်ခြင်း၊ကုန်ပစ္စည်းများဝယ်ယူခြင်း၊တဆင့်ခံပြန်လည်ရောင်းချခြင်းနဲ့အဲဒီလိုဆောင်ရွက်နိုင်ဖို့နည်းလမ်းတစ်ခုခုဖြင့်အားပေးကူညီနေသူများဟာအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေဖြင့်အရေးယူခံရနိုင်ကြောင်းနဲ့မိဘပြည်သူများအနေနဲ့လည်းအကြမ်းဖက်အဖွဲ့အစည်းများကိုအားပေးကူညီဖို့ရည်ရွယ်ပြီးတရားမဝင် online စနစ်ဖြင့်ရောင်းချနေသူများနဲ့ဝယ်ယူသူများအားသိရှိပါကသက်ဆိုင်ရာလွန်ကြုံရေးအဖွဲ့အစည်းများထံသို့လျှို့ဝှက်စွာတင်ပြပို့နိုင်ကြောင်း အကြံဖတ်အဖွဲ့အစည်းများအားထောက်ပံ့မှုပြုလုပ်နိုင်ဖို့အတွက်လူမှုကွန်ရက်အားအသုံးပြုပြီးတရားမဝင်ဇင်းရောင်းချလျက်ရှိတဲ့လူမှုကွန်ရက်အကောင့်များနဲ့နီလန်တစ်ခုခုဖြင့်ကုညီဆောင်ရွက်နေသူများအားဆက်လက်ဖော်ထုတ်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းထိုင်းတီနယ်အဝိထေရောင်းဝယ်နေတဲ့ CDN ပညာရေးဝန်ထမ်းနဲ့ပတ်သက်သူ၃ဦးကိုစစ်အုပ်စုဖမ်းဆီး အကြမ်းမဖက်အာနာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့မန္တလေးတိုင်းက CDN ပညာရေးဝန်ထမ်းတဦးဖြစ်တဲ့မခိုင်စုလွင်နဲ့ချိတ်ဆက်ကထိုင်းထီနဲ့အဝစ်ထဲတို့ကိုရောင်းဝယ်သူ၃ဦးကိုအကြမ်းဖက်အားပေးဆွဆွဲချက်နဲ့စက်တင်ဘာလ10ရက်နေ့မှာဖမ်းဆီးလိုက်တယ်လို့စစ်အုပ်စုကသတင်းထုတ်ပြန်ပါတယ်။မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်တရ10နှစ်လန်းနဲ့94 55လမ်းကြားထွန်းလုံးရက်ကွက်နေစံထိုက်တီထဲချုပ်လုပ်ငန်းလုပ်ကင်နေကြတဲ့ CDN ပညာရေးဝန်ထမ်းဖြစ်သူမတိရာသောကိုဖြူမင်းစိုးနဲ့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ဂယုနာငါလမ်းကျူဆန်းရွာတစ်ပြန်လည်နေရချထားရေးရက်ကွက်မှာနေထိုင်တဲ့ကိုတန်းစုံမိုးတို့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။ မန္တလေးမြို့ကအထည်ချုပ်လုပ်ငန်းလုပ်ကင်သူအမျိုးသမီးဟာပညာရေးဝန်ထမ်း CDN တဦးဖြစ်ပြီး CDN မခိုင်စုတွင်အွန်လိုင်းကနေရောင်းချနိုင်ဖို့မြန်မာဝစ်စုံရှမ်းဝစ်စုံနဲ့ညဝစ်အင်ဂျီတွေကိုချုပ်လုပ်ကူဆောင်ပေးခဲ့တာအထည်ချုပ်လုပ်ငန်းလုပ်ကင်သူကိုဖြိုးမင်းဆိုးကတော့မခိုင်စုတွင်နဲ့အထည်ရောင်းဝယ်တဲ့အခါသူ့ရဲ့ မော်ဘိုဖေးမန့်ကိုအသုံးပြုခဲ့တယ်လို့မခိုင်စုလွင်ရောင်းတဲ့ထိုင်းထီကိုလည်းဝယ်ယူအားပေးခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်မြို့မှာနေထိုင်တဲ့ကိုတန်းစော်မူကတော့မခိုင်စုလွင်အတွက်သူ့ရဲ့မော်ဘိုဖေးမန့်ကိုအခကြေးငွေယူကာငွေလွှဲလက်ခံအသုံးပြုခဲ့တာကြောင့်ဖမ်းဆီးထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မခိုင်စုလွင်ဟာ CDN ဝန်ထမ်းတအုပ်ဖြစ်တာ CDN လှုပ်ရှားမှုမှာပါဝင်ဖို့လှုပ်ဆော်တာတွေကြောင့် ပုံမှန်905ကနဲ့အမှုဖွင့်ခံထားရသူတဦးဖြစ်ပါတယ်။လက်ရှိပြည်ပမှာနေထိုင်တာသူ့ရဲ့ Facebook နဲ့တတော်အကောင့်တွေကနေထိုင်းထီနဲ့အဝိထယ်တွေရောင်းချနေတယ်လို့အဲ့ဒီကရတဲ့ငွေကြေးတွေကို PDF တွေအတွက်ထောက်ပံ့ပေးနေတာဖြစ်တယ်လို့စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။မန္တလေးမြို့မှာနေထိုင်တဲ့ဒေသခံတဦးကတော့တော်လန်ရေးတပ်တွေကိုငွေကြေးမထောက်ပံ့ရအောင်ဖိနှိပ်ဖန်ဆီးနေတာလို့ပြောပါတယ်။အဆိုတော့ချမ်းချမ်းရောင်းတဲ့ပစ္စည်းတွေကိုဝယ်ယူမိလို့ဆိုပြီးဟိုတလောကလည်းတယောက်ကိုဖမ်းတယ် ဒီတစ်ခေါက်လဲ PDF ကိုထောက်ပံ့လို့ဆိုပြီးဖမ်းလဲ။